လိုချင်တဲ့ရလတ်တွေကိုရဖို့ရည်မှန်းချက်အရေးကြီးရယ်လူအများစုကရည်မှန်းချက်နဲ့ပတ်သက်ရင်တကယ်ဖြစ်နိုင်ခြင်းရှိတာထက်ရှော့ရှော့ပေါ့ပေါ့ပဲချမှတ်တတ်ကြရယ်ငငယ်ကတငယ်ချင်းကြောက်ကြောဟုတာလေးတော့တတိယမိငါရည်မှန်းချက် မထားဘူးတဲ့ ဘာဖြစ်လို့လဲဆိုရင်ရီမှန်းချက်ထားပြီးဖြစ်မလာရင်ကိုခံစားရတယ်တဲ့တချို့ကြတော့ရီမှန်းချက်ကိုနှိမ့်နိုင်တယ်များနှိမ့်ထားတယ်တချို့ကတော့ရီမှန်းချက်ကိုနှိမ့်နိုင်တယ်လောက်နှိမ့်ထားတယ်တခုခုဆိုငါလေပြင်းမှန်းပါရဲ့ဆိုတဲ့စိတ်ကအရင်လာရမျိုးရီမှန်းချက်ချမှတ်ထားတာ ਨੇ ပတ်သက်လို့ ဂရန်ကာဒွန်ရဲ့တဲ့အဆူဆိုတာရှိရရှင်မန်းချက်ကိုကိုဖြစ်ချင်တာကရာလန်နဲ့ဆယ်ဆထားလိုက်ရင်အဲ့ဒါကိုရဖို့ကိုရဲ့အာထုပ်ဂျိုဗန်မှုကိုဆယ်ဆထားလိုက်ရင်အဲ့ဒါကိုရဖို့ကိုရဲ့အာထုပ်မှုကိုဆယ်ဆထိမြင့်တင်ပေးနိုင်မယ်ဆိုတဲ့ ဒီမှာစကားမှာရှိတဲ့ဒူးလောက်တင်မှရင်လောက်ကြမယ်ဆိုတဲ့သွားတူမယ်ထင်တယ်အလုတ်တစ်ခုကိုလှုပ်တဲ့အခါပုံမှန်ထားမှတော်ကကြမယ်ဆိုတဲ့သဘောပဲဆိုပါတော့ကိုကတနေ့စာအုပ်50အုပ်ဖတ်ဖို့မှန်းထားရင်တနေ့စာအုပ်900ဖတ်မယ်လို့ကိုထားလိုက်တာမျိုး ကိုကဒီနှစ်ကိုတိတ်တရာစုမိပြီဖြစ်ရင်တိတ်တထောင်စုဖို့မှန်ထားတာမျိုးပေါ့။ဒါကကိုအမေရိကန်လိုချင်တဲ့ရလတ်တွေကိုရဖို့အထွတ်ကိုရဲ့လက်တွေ့လှုပ်ဆောင်မှုကိုပြင်ပေးလိုက်တဲ့သဘောလည်းဖြစ်ပါတယ်။ဆယ်စားမှန်ထားတဲ့အတွက်ဆယ်စားစူးစမ်းအထောက်ဖြစ်သွားနိုင်တယ်လို့ကိုတကယ်မှန်းထားတဲ့ ရလက်အောင်မြင်ပြီးမြောက်ဖို့အတွက်လဲဖြစ်နိုင်ကြညားသွားပါတယ်ဒီနည်းလမ်းကစီမံချက်ပြည့်စုံအောင်လုပ်လို့မရှိတဲ့သူတွေအတွက်အလေးမရှိသူတွေနဲ့ပိုကိုက်မယ်လို့ထင်ပါတယ်ဒါပေမဲ့စီမံချက်ကကိုယ့်အတွက်ဝင်ထုတ်ဝင်ဖို့ဖြစ်နိုင်တာကိုလုံးနိုင်တာနဲ့အစမ်းကွာလုံးတာမျိုးကိုပြဿနာတို့ရှိနိုင်ပါတယ် ဆိုတော့စေစားဆိုတာထက်ကိုယ်အခြေအနေကိုင်းငြိအောင်ချိန်တာကပိုအလုပ်ဖြစ်မယ်လို့ယူဆကိုကချမှတ်ထားတဲ့ goal ရဲ့ရာခိုင်နှုန်းရအောင်လုပ်တဲ့လေရှိလေ100လား95လား90လား95လားစသဖြင့်ချိန်လို့ရမယ်ထင်ပါတယ်အရေးကြီးတာကဘဝမှာရည်မှန်းထားတဲ့အခါ ကိုကိုရှော့မထွက်ဖို့ကိုကိုတိတ်ပြီးမညာမိဖို့ပဲအခက်ခဲတွေစိန်ခေါ်မှုတွေများလေအားထုတ်ဖို့ပုံမှန်ထက်ပိုတင်ရလိမ့်မယ်အခုဒီဗီဒီယိုကို share သွားလို့ရပါတယ်